တရင်ပြည်သက်များအလုံးမဲမင်္ဂလာပါရှင်ကျမတို့ channel လေးရနေပြီးတော့ဒီကနေ့ April 3ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်။သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးကြဖို့မြေတားရခန်အပါရရှင်။ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပသိဉ္စမျိုးနဲ့ရှိ Power KTV ရှနေညမီလောင်မန္တလေးမြို့မှာနှစ်ရက်ဆက်မီလောင်ခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့ပသိမ်ကြီးမြို့နယ်မန္တလေးလာရှိုးလမ်းမပေါ်ရှိ Power KTV ၌ယနေ့ဧပြီ၂ရက်နေ့ညပိုင်းမှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းဒေသခံတွေကပြောဆိုပါရယ်မန္တလေးမြို့ပတ်လန်ဆနတ်ပန္နာက Power KTV မီးလောင်လာပါဝါယာရှော့ဖြစ်တယ်လို့သိရတယ်မီးရတော်တော်များတယ်စိုင်းတဆိုင်လုံးနီးပါးကုန်သွားပါတယ်မီးတပ်ကားတွေလူနာတင်ကားတွေလည်းအများကြီးသွားတာတွေ့တယ်လူထိခိုက်မှုတော့မရှိဘူးလို့ကြားပါတယ်လို့မန္တလေးမြို့ကန်တူကပြောပါရယ် ်ရနေ့ည9:53နာရီမှာမန္တလေးတိုင်းဒေသချင်းပသိမ်ကြီးမြို့နယ်တမန်တော်ကျေးရွာနီးမိလောင်မှုဖြစ်ပွားခဲ့ရာ level 1ရင်းအုပ်စုထွက်ခွာငြိမ်သက်ခဲ့ပြီးည10:28မိနစ်မှာမိငြိမ်ခဲ့ကြောင်းမိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဒါပေမဲ့မိလောင်မှုအကြောင်းရင်းနဲ့ပျက်စီးဆုံးရှုံးမှုကိုတော့မိသက်တပ်ဖွဲ့ကဖော်ပြထားခြင်းမရှိပါဘူး။ ငလီရန်ခံနေရတဲ့မန္တလေးမြို့မှာနှစ်ရက်ဆက်မီးလောင်ခဲ့ခြင်းဖြစ်ပြီးဂျမန်နေ့ညပိုင်းကလည်းမီးရထောင်ဝင်တဲ့အင်အားနဲ့မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ကီနီပြည်တပောင်းဆောင်စစ်ဦးစီးအဖွဲ့ရဲ့ဦးဆောင်မှုဖြင့်ဗိုလ်လန်ကဲဖားဆောင်တို့ရှိကာကင်းစခန်းများကိုတိုက်ခိုက်သိမ်းပိုင်းမှုစစ်သား60ကျော်ထိ송ပြီးလက်နက်မျိုးစုံ40ကျော်တင်ဆက်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကင်းနီပြည်တပေါင်းစုံစေဦးစည်းဖွဲ့ရဲ့ဦးဆောင်မှုဖြင့်ဖော်လကဲဖားဆောင်လို့ရှိစစ်ကောက်စီအခြေဆိုင်ကာကင်းစခန်းများကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား60တော်ထိဆောင်ပြီးလက်နက်မျိုးစုံ40ကျော်တင်ဆက်ရရှိခဲ့ကြောင်းကင်းနီပြည်တပေါင်းစုံစေဦးစည်းအဖွဲ့ GCS ကထုတ်ပြန်ထားပါတယ် မလလီရနေ့ကစတင်ပြီးတော့ KNA ပြည်စစ်ဦးစီးအဖွဲ့ JCS ရဲ့ကုတ်ကဲမှုဖြင့်ဘောလကဲနဲ့ဖားဆောင်လို့ရှိစစ်ကောင်စီတမားကိုထိုးစစ်ဆင်တိုက်ခိုက်ခင်ရာစစ်စင်ရေးစတင်ချိန်တလားတွင် အကြမ်းမတ်စစ်ကောင်စီတပ်ရဲ့ဖြူဟာတန်အခြေဆိုင်ကင်းများဖြစ်သည့်ဘောလကဲမျိုးနယ်ကကင်းများဖြစ်သော အမိုက်ချင်းကြောက်ခွဲဆက်ရေကျော်ရေနီပေါ့ဝမ်ပလန်းစားတဲ့ကကင်းစခန်းတွေကိုတိုက်ခိုက်သိမ်းပိုင်းလိုက်နိုင်ခဲ့ကြောင်းသိရပါတယ် အလားတူဖားဆောင်မီတာတိုင်းနဲ့ရှေးစိတ်များကိုတိုက်ခိုက်ကန့်သတ်နိုင်ခဲ့ပြီးရှင်းကောင်ကင် စကန်သိန်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်60ဦးကျော်သေဆုံး၍အချို့ကိုအရှင်ဖမ်းဆီးရမိကလက်လက်မျိုးစုံ40နဲ့ကြည်မျိုးစုံတို့ကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရပါဗျာ။ ၂၀၂၅ဇန်နဝါရီလမှစတင်၍အကြမ်းဖက်စစ်ကောင်စီတပ်တွေကလွိုင်ကော်မျိုးနဲ့မိုးပြင်းမျိုးဆက်ထားတဲ့လမ်းမကြီးကိုပြန်လည်ထိ ंछ ုံနိုင်ရန်ကြိုးပမ်းကြသဖြင့်စစ်ကောင်စီတပ်တွေရဲ့ထိုးစစ်ကိုကီနီပြည်ရှိတပ်ပေါင်းစုံမှကုကံကာကွယ်ခဲ့ရကြောင်းထိုးထိုးစစ်များကြောင့်ကီနီတော်လိုင်းပူပေါင်းတပ်ဖွဲ့မှတပ်သားချို့မှသူရဲကောင်းပီတာစွာအသက်ပေးကာကွယ်ခဲ့ရကြောင်းသိရပါတယ်။ ထို့ကြောင့်အစမ်းမတ်စစ်ကောင်စီရဲ့မိုးပြဲဒေသတို့ထိုးစစ်များကိုကန့်တတ်နိုင်ရန်အတွက်ကင်နီပြည်ရှိတော်လိုင်းတပ်ဖွဲ့များပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံပါဝင်တဲ့စစ်စင်ရေးတွေကိုကင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ Joint Sherrod Stat JCS အဖွဲ့စီက2025ခုနှစ်မှာစာရွင့်ခန့်စစ်တဲ့ထိုးစစ်များကိုစတင်ကုခဲ့ခဲ့ကြောင်းအသိပေးထားပါတယ် ်ကင်နီတပြည်လုံးအစမ်းမစစ်ကောင်စီလက်အောက်မှလွတ်မြောက်နိုင်ရေးရှိမှန်းချမ်းဖြင့်ကင်နီပြည်တပေါင်းစုံစစ်ဦးစီးဖွဲ့ John Sherrostat JCS နဲ့စစ်စစ်ရေးတပ်သားတို့ဟာအာနာရှင်စနစ်ခြုံငင်းပြီး Federal Democracy စနစ်ပေါ်ပေါက်ရေးနဲ့ကင်နီပြည်မှာ Federal စစ်တပ်ရဲ့စတင်တည်ဆောက်နိုင်ရန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကြေညာပြုထားပါတယ်။ဒါ့ပေမဲ့မလ28ရက်နေ့မှာငလင်ကြီးများစွာလှုပ်ခတ်မှုကြောင့်စကိုင်းမန္တလေးနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေထိခိုက်ပျက်စီးနေကြောင်းတွေ့ရှိရသဖြင့်ငလိမေးကြောင့်အသက်သေဆုံးရသူများနှင့်ထိခိုက်ဒဏ်ရာရသူများအတွက်ကီနီတပ်ပေါင်းစုံစစ်ဦးစီးဖွဲ့ချန်ရှာရော့စတက် JCS မိသားစုနဲ့ထတ်တူဝန်ထမ်းရပါကြောင်းပြောကြားထားပါတယ်။ ကင်းနီပြည်နယ်တဝန်းလုံးတွင်စစ်ကောင်စီဘက်မှတိုက်ခိုက်မှုအမျိုးမျိုးအားရပ်တန့်ထားခြင်းမရှိဘဲဆက်လက်လှုံ့ဆော်နေတဲ့အခြေအနေတွေကြောင့်မိမိတို့တပ်သားများဘက်မှသမာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများပေါ်ချိန်ညှိ၍မိမိတို့ကာကွယ်ထိန်းချုပ်ထားတဲ့ဒေသနဲ့ပြည်သူများပေါ်စာကာစာမှအကြမ်းတ်တိုက်ခိုက်မှုများပြုလုပ်လာသည့်အခြေအနေများပေါ်မူတည်၍စစ်စင်ရေးများကိုလှုံ့ဆော်သွားမည်ဖြစ်ကြောင်းကင်းနီပြည်တပ်ပေါင်းစုံစစ်ဦးစီးဖွဲ့ GCS ကထုတ်ပြန်ထားပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ ရှေးမြို့နယ်မှာပြည်သူများထံမှငွေကြေးတောင်းရန်အနိုင်ကျင့်နေတဲ့ပြည်သူစစ်ကောင်ဆောင်အေးမောင်လက်ဖက်ရည်ဆိုင်၌ပြစ်ခတ်ခံရပြီးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မော်ပြည်နယ်ရှေးမြို့နယ်တွင်ပြည်သူများထံမှငွေကြေးတောင်းရန်အနိုင်ကျင့်နေသည့်ပြည်သူစစ်ကောင်ဆောင်အေးမောင်လက်ဖက်ရည်ဆိုင်၌ပြစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်းရွှေဘလူးတပ်ရင်မှုကပြောကြားပါရယ်။ဧပြီလ1ရက်နေ့နနက်8:00နာရီခန့်မှာ ကျောင်းရွာကြီးရွာတဲ့ချိန်လက်ဖက်ရည်ဆိုင်တစ်ခုမှာအေးမောင်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းအေးမောင်ဟာဆေးရနာသိမ်းပြီးချိန်မှစတင်ကပြည်သူများကိုမတရားအနိုင်ကျင့်ခြင်းငွေကြေးတောင်းခံခြင်းများလှုံ့ဆော်ခဲ့ပြီးအချင်းချင်းချင်းချောက်လို့ရှိသောပြည်သူစစ်ကောင်ဆောင်ဖြစ်ကြောင်းသိရှိရပါတယ်ပြည်သူချင်းချောက်တဲ့မတရားအနိုင်ကျင့်ဖိနှိပ်မှုတွေအများကြီးပြုလုပ်တဲ့ဒီအိမောင်ကိုကျွန်တော်တို့လိုက်နေတာကြပြီး2023လုံးကလည်းတွားပစ်သေးတယ်မကြခဲ့ဘူးကြီးကလည်းပါတယ် နောက်လမ်းမှာပဲထိသွားတယ်ဆိုတော့မကြောက်ဘူးဒီနေ့ရေးဘလူးတက်ရင်တက်ခွဲနှစ်ကနေပြီးတော့သူလက်ဖေးရီတောင်းနေတဲ့လက်ဖေးဆိုင်မှာဝင်ရောက်ရှင်းနေနိုင်ခဲ့တယ်လို့ရေးဘလူးတက်ရင်မှုကပြောဆိုပါတယ်ထို့ပြင်ပြည်သူစစ်ကောင်ဆောင်အေးမောင်ကရေးဘလူးဖွဲကလွတ်မြောက်နေမြေကဲ့သို့ပေါ်ဆောင်ထားသည့်ကျင်းရွာများမှာအုပ်ချုပ်ရေးမှုများကိုခေါ်ကရေးဘလူးနဲ့ပူးပေါင်းမြေဆိုပါကကျင်းရွာကိုမီရှိုခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းတို့လှုပ်ဆောင်မည်ဟုအကြိမ်ကြိမ်ချင်းချောက်ခြင်းများလှုပ်ဆောင်နေရှိသူဖြစ်ကြောင်းရေးဘလူးအဖွဲကဆက်လက်ပြီးတော့ပြောဆိုပါတယ် နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ချိုင်းသာဆံမျိုးနဲ့ကိုရန်ကန်ထရီဟိုတယ်ပြိုကျမှုတွင်ငားရက်ကြော်ကြာပိတ်မိနေသူတို့ကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ချိုင်းသာဆံမျိုးနဲ့ကိုရန်ကန်ထရီဟိုတယ်ပြိုကျမှုတွင်ငားရက်ကြော်ကြာပိတ်မိနေသူတို့ကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်းဒေသပြည်သူများကပြောဆိုထားပါတယ်။ ယနေ့ဧပြီလ2ရက်နေ့ညနေပိုင်းမှာချိုင်းသာဆန်မျိုးနဲ့65လမ်း32လမ်းနဲ့32လမ်းကြားရှိဂိုရန်ကန်ထရီဟိုတယ်ပြိုကျနေမှုမှ9ရက်ကျော်ကြာပိတ်မိနေတဲ့အသက်52နှစ်အရွယ်အမျိုးသားတူကိုတရုတ်ကင်စင်အဖွဲ့ကကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ကိုရန်ကန်ထရီဟိုတယ်ပြိုကျနေမှုမှာပိတ်မိနေတဲ့အမျိုးသားတူကိုတရုတ်ကစိန်အဖွဲ့ကကယ်ထုတ်နိုင်ခဲ့တယ်လို့သိရတယ်။ပိတ်မိသူတွေရှိမရှိဆိုတာတော့ထပ်ရှာနေကြတယ်လို့ဒေတာဖြစ်သူတူကပြောဆိုထားပါတယ်။ လက်ရှိချိန်မှာတရုတ်ကူညီကိစ္စရေးအဖွဲ့ကအသက်ရှင်လျက်ကဲထုံးနိုင်သူ၉ဦးမြောက်ရှိပြီဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့နီးဖြာမုံမြို့နဲ့86ကီလိုမီတာကွာပင်လယ်ပြင်ကိုဗဟိုပြု၍ပြင်းအား90ရှိငလင်လှုပ်ခတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့နေဖျာမုံမြို့နဲ့86ကီလိုမီတာကွာပင်လယ်ပြင်ကိုဗဟိုပြု၍ပြင်အားငါးဆင့်ရှိငလင်လောက်ခတ်သွားကြောင်းအမေရိကန်ဘူမိဗေဒငလင်ဆောင်ကြည်ရေးဖွဲ့ USGS ကသတင်းထုတ်ပြန်ပါတယ်ယနေ့ဧပြီလ2ရက်နေ့ည7:59မိနစ်ချိန်ဖျာမောင်မြို့တောင်ဘက်86ကီလိုမီတာကွာပင်လယ်ပြင်ကိုပဟိုပြု၍ပြင်းရငါအဆင့်ရှိငလင်လှုပ်ခတ်သွားကြောင်းသိရှိရပါသည် ရန်ကုန်မြို့ကအများစုကငလင်လောက်ကသွားသည့်ကို မသိရှိလိုက်ကြပဲတချို့သောမြို့ကများကမို့ငလင်ခပြေးပြေးတစ်ချက်လောက်ကသွားသည့်ကို သိရှိရလို့ဆိုကြပါရစေ။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းမတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရှနေ့နေ့ပိုင်းလေယံမှုဒူးပုံမှုကြီးမင်းမဆိုးမောင်းနေတဲ့စစ်တပ်အထူးလေရင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းမတ်ဆက်ကောင်းဆောင်မင်းအောင်လိုင်းကရင်းနှီးနှစ်နှစ်ပိုင်းလေးတန်းမှလေယမှုဒူဘုံမှုကြီးမင်းမဆိုးမောင်းနေတဲ့စစ်တပ်အထုလျင်ဖြင့်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာမှာဖြစ်ပါတယ်။ မြောင်းလိုင်းကယနေ့ဧပြီလ3ရက်နေ့နနက်ပိုင်းစစ်တပ်အထူးလေးရင်နဲ့နေပြည်တော်မှဘန်ကောက်မြို့သို့ထွက်ခွာမည်ဖြစ်ပြီးဘန်ကောက်မှ BIMSDAC အစည်းအဝေးကိုတက်ရောက်မည်ဖြစ်ကြောင်းရှင်းစည်းဝေးကိုထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်ထရာကသမာပတိဖြစ်တာဝန်ယူကျင်းပမည်ဖြစ်ပြီးမြောင်းလိုင်းကိုဖိတ်ကြားခဲ့ခြင်းဖြစ်က BIMSDAC အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့အိန္ဒိယသီရိလင်ကဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါနဲ့ထိုင်းနိုင်ငံတို့ပအဝင်တက်ရောက်ကြမည်ဖြစ်ကြောင်းသိရှိရပါသည် မြောင်းလိုက်လိုက်ပါမယ့်စစ်တပ်အထူးလေရင်ကိုဒူးဘုံဘူကြီးမင်းမင်းစုကလေရင်မှုဖြစ်လာကဘုံမှုနှစ်ထုံဦးကအကူလေရင်မှုဘူကြီးမင်းမင်းထိုက်ကအကူလေရင်မှုဘူကြီးအောက်ကျော်မြင့်ကလေချောင်းအင်ဂျင်နီယာဖြစ်လာကဘူကြီးတော်ချိုတထားကလေချောင်းလမ်းညွန်အရာရှိဖြစ်လာကလိုက်ပါကြမည်ဖြစ်ကြောင်းသိရှိရပါသည် အမျိုးသားညီညွတ်ရေးအစိုးရကထိုင်းနိုင်ငံမှာကျင်းပမယ် BIMSDEC ထိပ်သီးအစည်းအဝေးမှာအကြမ်းမတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတရားခွင့်မပြုရန်တရားဝင်ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်အကြမ်းမတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်မှာနိုင်ငံအတွင်းငလေဘေးကြုံနေရပေမဲ့ဗန်ကောင်းမှာကျင်းပမဲ့ BIMSTAC ထိပ်သီးအစည်းအဝေးကိုလက်လွတ်မခံမဲတွားရောက်၍တက်ရောက်ခြင်းဖြစ်ပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ ရပောင်း20ယာယီအပြည့်ခတ်ရစဲကြောင့်စစ်ကောင်စီကျင်ညာပေမဲ့အင်အားစုဆောင်ခြင်းလုံးလင်းပင်ပြန်တိုက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကရပောင်း20အပြည့်ရစဲကြောင့်ကျင်ညာပေမဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့တခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်အင်အားစုဆောင်ခြင်းစုဖွဲ့ပြင်ဆင်ခြင်းများနဲ့နေမြင့်ချက်တွင်ခြင်းများပြုလုပ်ပါကဆက်လက်တုံ့ပြန်တိုက်ခိုက်မည်ဟုထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ မလာ၂၈ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်နောက်ဆက်တွဲကုညီကဲစိန်အတွက်ဧပြီလ၂ရက်မှ၂၂ရက်ထိချက်ပေါင်း၂၀ယာယီအပြည့်ရကြောင်းရှနိညပိုင်းမှာစစ်ကောင်စီကကြေညာထားပါတယ်နနကင်တုံလိုင်းတက်များရဲ့ယာယီအပြည့်ခတ်ရက်စရည်ကန့်လန့်ချက်ကိုတော့စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မူကြီးမြောင်လိုင်းကပင်စပီနောက်တရားကြားမှာယာယီအပြည့်ရကြောင်းစစ်ကောင်စီကကြေညာလိုက်ခြင်းဖြစ်ပါတယ်စစ်ကောင်စီထုတ်ပြန်ချက်တဲ့တွင်အများပြည်သူသွာလာအုံပြုလျက်ရှိသည့်ဆက်သွယ်ရေးလမ်းကြောင်းများအား နှောက်ယှက်ထိခိုက်ခြင်းထိခိုက်ပျက်စီးစေခြင်းပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကို ထိခိုက်ပျက်စီးစေခြင်းတပ်စခန်းတပ်ထဏာချုပ်များကိုတိုက်ခိုက်ခြင်းနယ်မြေချဲ့ထွင်ခြင်းတို့ပြုလုပ်ပါကလည်းအရေးယူတုံ့ပြန်မှုများကို ပြုလုပ်သွားမည်ဟုဖော်ပြထားပါသည်မလ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်လောက်ကမ်းမှုကြောင့်ထိခိုက်သေးဆုံးမှုများပြားနေချိန်ကယ်ဆယ်ရေးလုပ်ငန်းများလုံးဆောင်နိုင်မှု ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့အာရခတက်တော် AA ကိုကန့်တက် MNDA နဲ့တောင်မျိုးသားလူမျိုးရေးတက်မတော် TNL တို့ကကိုကန့်ကာကွယ်သည့်တုံ့ပြန်မှုမျိုးမှလွဲ၍ထိုးစစ်ဆင်မှုကိုဧပြီလ1လလုံးတစ်ဖက်သက်အပြစ်ခတ်ရန်ဆဲကြောင်းဧပြီလ1ရက်နေ့မှာကြေညာထားပြီးအမျိုးသားညညရေးအစိုးရအန်ယူဂျီကလည်းကိုကန့်ကာကွယ်ဆင်မှလွဲ၍ထိုးစစ်အလုံးကိုမလ30မှဧပြီလ17ရက်ဆိုင်ကြောင်းမလ29ရက်နေ့ကကြေညာထားပါတယ်။ အရင်နောက်အာလာသိန်းတက်များတရုတ်ကြက်ချင်နေရှင်နှန်းကို စားပြစ်ပြီးဆိုတဲ့စောင်းပါရှင်ဆရာလှဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။တော်လိုင်းတပောင်စုရဲ့ယာယီအပြစ်ခတ်ရက်စဲရီကိုမရောက်လိုက်မှပယ်ချခဲ့ပြီးမကြခင်မှာပဲတရုတ်တက်ချစ်နေရှင်နန်းကိုအာနာသိန်းတက်များကစတင်ပြစ်ခတ်လာခဲ့ပါတယ်။ထို့သောပြစ်ခတ်ခဲ့ခြင်းကို၎င်းတို့ရဲ့ပြောကွင်းရဇော်မင်းထုံးမှအတည်ပြုခဲ့ပြီးတော့ရရန်ပြောစီကိုမရက်ပဲဆက်မောင်းနေ၍တတိပေးပြစ်ခတ်ခဲ့ရခြင်းဖြစ်ပါတယ်။ နောင်ချုံမြို့နယ်အတွင်း MTD ရွာနေအင်္ဂါနေ့ည9:27မှာဖြစ်ပွားခဲ့ခြင်းဟု TNL ဘက်ကအသိပေးလာခဲ့ပါတယ်။ရှင်နန်းကနောက်ပြန်လဲ၍ TNL တပ်ဖွဲ့ဝင်များကအကူအညီလိုအပ်နေတဲ့နေရာတွေကိုရောက်နိုင်ရန်စောင့်ရှောက်ပေးခဲ့ရတယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံသားဝန်ကြီးဌာနမှကင်ဆယ်ရေးအဖွဲ့နဲ့ထောက်ပံ့ရေးပစ္စည်းများဘေးကင်းလုံခြုံခဲ့ရလို့ဆိုပြီးနှစ်ဖက်စလုံးမှငလင်တန်ကင်ဆယ်ရေးများကိုဦးစားပေးရန်တိုက်တွန်းထားပါတယ်။ မြောက်လိုက်မှာတော်လိုင်းအဖွဲ့များကအပြစ်ကတ်ရဲစဲထားသည်ဟုဆိုပေမဲ့ရှေးလျှောက်တိုက်ခိုက်ရန်ပြင်ဆင်နေ၍ရင်းအား၎င်းတို့အပေါ်တိုက်ခိုက်မှုဖြင့်ယူဆပြီးစစ်ဆင်သွားမယ်လို့ဆိုပါတယ်။ဤဒီကပင်မြေငင်လုံနေသည့်ကြောင်းမှဆက်၍ဘုံကျဲတိုက်ခိုက်နေသည်ကိုတွင်ဝိုင်းဝန်ခံလိုက်ခြင်းပင်ဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ကျက်ချင်းရှင်နှန်းကိုပြစ်ခတ်ခဲ့၍အရှက်တကွယ်ဖြစ်ခဲ့ရပြီးနောက် တရုတ်ပြည်အားကြောင့်ဟုယူဆရပြီးချက်ချင်းဆိုသလိုပင်၎င်းတို့လည်းဧပြီလ2ရက်မှ22ရက်ထိအပြစ်ကတ်ရစဲတွင်လို့ကမန်းကရန်းကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်ရခုလည်းနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကပိတ်မိနေသူများကိုစူးစမ်းပန်းဆောင်မနာမနေရှာဖွေကယ်ထုတ်နေချိန်မှာ၎င်းတို့ရှားရောင်းရခဲ့အခွင့်အရေးတစ်ခုဖြစ်တဲ့ဘန်ကောက်မှာကျင်းပမယ် BMI STEC ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အတွက်ရောက်လာမည်ဟုထိုင်းဘက်မှ အတည်ပြုလာပါတယ် လွန်ခဲ့တဲ့နှစ်နဲ့တနအိ185မိုင်နှုန်းဖြင့်မိုးချဆိုင်ကလုံးဝင်ရောက်မွေးနှောက်လာပြီးအစည်းအကျဲပြန်စီဖို့ရှိသည်ဟုစိုးရိမ်တကြီးခန့်မှန်းနေကြပေမဲ့မင်းအောင်လိုင်ကမြည်သူများမနေပဲနောက်လိုက်နောက်ပါများနဲ့တူရရာချေဖို့ထီတော်တင်ရန်ကျိုင်းတုံတို့ပင်ထွက်သွားခဲ့သူဖြစ်ပါရယ်သို့တော်လည်းအယူတီးတတ်တဲ့မြန်မာအများစုကရခုမြေကလေးနဲ့မင်းအောင်လိုင်တို့အကြဆုံးကန်ဆိုင်လာတော့မဲ့အတန်းနမိတ်ဆိုဖြစ်သည်ဟုတွက်ဆထားကြပြီဖြစ်တယ်လို့အေဂျင်စီကသတင်းမှဖော်ပြထားပါရယ် မိမိတို့ပေါ်တဘာဝဘေးအန္တရာယ်ကြောင်ရောက်တိုင်းတာဝန်ပြက်ကွက်ခဲ့ကြတဲ့စစ်ကောင်းဆောင်များကိုဝစ်တီဆောင်ဆိုင်နေမိကောင်းမဟုတ်ပါအမေရိကန်ရဲ့ရှက်ဖွယ်လေးလေးလုံရက်တရုတ်နဲ့ရုရှားတို့မှကယ်ဆယ်ဝန်ထမ်းများရှားနေချီဆေးလွှတ်နေချိန်မှာအမေရိကန်မှလူသုံးပါအဖွဲ့ရရှိလာခဲ့ပါတယ်ထို့လုံရက်ပေါ်နိုင်ငံတကာမှအပြင်းထန်ဝေဖန်ခဲ့ပြီးအော်စတြေးလျတောင်ပိုင်းတပ်ကတော့နိုင်ငံတကာလေးလာရေးဌာနမှမြန်မာအရေးကျွမ်းကျင်သူပေါမောက်ခအရန်စင်ဆန်မှ ထရန့်အစိုးရရဲ့ဝစ်ဂျီတန်းစီလုံရကမြန်မာပြည်သူများပေါ်စော်ကားလိုက်ခြင်းသာဖြစ်တယ်လို့ပြောဆိုရှုံးချလိုက်ပါတယ်။အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီရိုကပြည်ပအကူအညီပေးရေးဆိုင်ရာမူဝါဒများကိုအမေရိကန်နိုင်ငံသားများကြိုးတွက်အကောင်ဆုံးဖြစ်လာနိုင်မှုရှိစီများကိုသာကူညီနိုင်ရန်ပြန်လည်ထင်းကြီးနေသည်ဟုကြေညာချက်ထုတ်ပြန်လာပါတယ်။ဤဒီကားပင်မြန်မာတို့ရဲ့တော်လှန်ရေးနဲ့ကွာရှင်းပြတ်ဆဲပြီဆိုသည့်အမေရိကန်ရဲ့သဘောထားဟုမှတ်ယူနိုင်ပါတယ်။ ထို့ပြင် USAID ရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရပြူကမြန်မာမြင်ကလင်အတွက်ပြင်ဆင်နေချိန်မှာဝေဝေးနေဖို့အီးမေးဝင်လာကြောင်းဝန်ထမ်းများကပြောသည်ဟုနယူးယောက်တိုင်းသတင်းစာကဆိုထားပါတယ်အမေရိကန်ကတဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက်ဒိဋ္ဌိကျဲနည်းပညာများစက္ကရိယာများနဲ့တွန်းကျင်မှုများရှိထား၍တိတိယောင်ယောက်ကူညီမယ်ဆိုရင်လူသက်ပေါင်းများစွာချမ်းသာရရနိုင်ပါတယ် ကမ္ဘာရေခင်းများတွင်အမေရိကန်တို့ဖာသီဖာသာနေလာသည်ကိုထင်ရှားစွာပြဆိုလိုက်ခြင်းဖြစ်ပြီးရှေးရှောင်းဩစာအာနာကြဆင်းဖို့အစာပြိုးလာပြီဖြစ်သည်ဟုလည်းထောက်ပြခဲ့ကြပါသည်။ပြည်သူတို့ဤခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်။ဟုတ်ကဲ့ပါရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များကိုကျေးဇူးထူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းပတ်တော်သားများရဲ့သတင်းများလည်းတူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။